စာတက်တဲ့ဘုန်းကြီးတွေအလုံးမလုပ်ဘူးဆိုစာမတက်တဲ့ဘုန်းကြီးတွေအလုံးလုပ်ကြမယ်အဲ့ဒီကြမှာရှင်များတို့သွားပြီးမကျင်မနဲ့လုပ်အောင်နေနဲ့ရှင်များတို့ဒီလိုအလုံးလုပ်တာပုံစံမကြလို့အရင်ပါတဲ့သူတွေအရာရောက်ရှင်များတို့ကိုကိုရေးပါတယ်ထင်အရာရောက်အောင်လုပ်အရာရောက်ပြီဆိုရင်တော့ရှင်များတို့လုံးသမ ्या အောင်မြင်ပါပဲအဲ့ဒီကြရင်ဒီလိုစာတက်တဲ့ပုံကူတွေကအရေးပါအရာရောက်သွားပြီဆိုတာနာကောင်းတယ်ဟုတ်ရဲ့အရင်ပါတဲ့သူတွေအရာရောက်တော့နောက်ကလိုက်ဖြည့်ရှင်းရတာပြဿနာတက်ပြီးမှဖြည့်ရှင်းရတာကုစားနိုင်ရင်ဆိုတော့ဒဏ်ရာတော့ကျန်တယ်တာနာအတွက်ဒဏ်ရာရတာရှင်များတို့ဒီလိုညံ့လို့ဒီလိုအလုတ်ကောင်းကောင်းမလုပ်နိုင်သေးလို့ ဒါကြောင့်ဦးရှင်ဘုရားတို့စာခေါ်ပြီးတော့အတွေ့အကြုံတွေအတွေ့အမြင်တွေဖွင့်ပေးတယ်ဆိုတာရှင်ဘုရားတို့ရဲ့အရှင်ကိုယုံလို့ဗျာဆရာတော်ကလည်းအားကိုးခြင်းနဲ့တပည့်တော်တို့ကလည်းဒါတွေအားကိုးခြင်းနဲ့တန်ခါရဲ့အဓိကအကုန်ကြီးတွေဟာယူသားခြင်းရဆာယူသားရမယ်ဖြောင်းမရမယ်ဥတိကျမှန်ရမယ်ယူသေးခံရအောင်ခြင်းရအယူသေးခံရအောင်ခြင်းဆိုတော့အလုံးမလုံးရှင်ဘုရားတို့အခုအခုတောထွက်ဖုံကြီးတွေလေလူကြီးလေးတွေဗျာလူဘဝတွေသူတို့စကားပြောတာနဲ့ရှင်ဘုရားတို့စကားပြောတာဘု து သွားယူသေးမှာ တို့ရိုးသေးတယ်ဗျလူရည်လေတာဟိုဗျတပည့်တော်တို့ကရိုး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 နေုံနဲ့မပြီးဘူးတဲ့ဘုန်းကြီးမှန်ရိုးသားရတယ်သူတပည့်ကမ္မထမ်းပြတဲ့ဘုန်းကြီးဘိုးရိုးသားဖို့လိုတယ်အဲမရိုးသားဘဲနဲ့အာတကို့အတွေးလို့လို့ကို့အမြင်လို့လို့ပြောယောဂီရဲ့ယုံနေငါအာရီငါအာရီလို့ပြောရင်လူရည်ကြက်ချင်မှကြိုက်မှာအာလဲအာရယ်လေပရိယတိနေပါတယ်သူတို့မှစီဘူးဗျအဲရှင်ပြားတို့လေရဲဖို့ပဲလိုတယ်အဲ့ဒါကနေ့အခုအခုအဲ့ကိုတော်တွေဖြစ်တဲ့အခါဟိုတိုင်းပြည်ဘယ်လိုဖြစ်တော့ ကံတန်ပฏิပတ်နယ်ပယ်မှာနာမည်တော်ပြထားသွားအဲ့ဒါအရှင်ဘုရားတို့သာတက်တဲ့အရှင်ဘုရားတွေကသာဖတ်ပြီးတော့ကြင့်ပြီးပြောကြဗျာလူတွေကအဲ့ဒါအလိန်သိခံရင်လားဒါကြောင့်မာကရုံဆရာတော်ဘုရားကြီးကပြောတယ်လင်ရင်တဲ့သူကနည်းနည်းရတယ်အလိန်ခံရင်တဲ့သူကများတာဟုတ်တယ်ဒီလိုနဲ့အလိန်ခံရင်တဲ့သူကများဘုသူတ္တမရှိဘူးလေအလိန်ခံရင်တဲ့သူကများတယ်နည်းနည်းလေးရှင်ဘုရားတို့မရှက်ဘူးဆိုရင်လေမြန်မြန်ပုံကြည့်တယ်ဒီလိုတော့ကြောက်တယ်ကြောက်တယ်နော်ပါသီကတဲ့တောင်ကြောက်စရာကောင်းရင်ကောင်းလိမ့်မယ်ဘာလို့လဲဆိုတော့ပါသီကကကိုယ်ပဲခံရတာလေ ဲ့ဒါမှလိန်လိုက်ပြီးဘုရားဟောစာတွေကိုမဟုတ်ဘဲနဲ့ဟုတ်တယ်ပြောလိုက်ရင်ဘာဖြစ်သွားကျင်းတဲ့သူတွေကလိုက်ပြီးတော့နဖူးစွန်းနဲ့ဒူပုံခံကအကိုကွယ်ပါလေဆရာလွဲကငရဲအပေအမြင့်တွယ်ဝင့်တွယ်ရှေလျာရာဒေဒီဆရာတော်ဘုရားကြီးတင်တာဟုတ်လားအဲ့ဒါဆရာလွဲငရဲပေအမြင့်တွယ်မယ်ခုနကဗာဒီကကြားရဆိုရင်ဆရာသူကြသူအပြစ်သူခံအောင်ပါလေတို့တော့ကမ္မထန်လွဲပြီလို့မရဘူးဒါကြောင့်ရှင်မြတ်တို့တပြီးတော့ပြောတာတချို့ကြတော့ပါဠိတော်တွေညွှန်တော့မပေါက်ဘူးဆိုရင်ထာဂရတိကာတွေကြည်ရတယ်ထာဂရတိကာတွေအကြည့်မတက်ဘူးဆိုရင်တို့ရောဘာလို့ ဒါကရတီကာတွေကိုစပယ်ရှယ်ဖွင့်ထားတဲ့တကယ်ကိုကြမ်းကြမ်းကန်ခိုင်မာစွာတော့ကိုယ်တိုင်လေ့လာသင်ယူပြီးတော့ကြက်ကြအားထုတ်တဲ့ဆရာတော်ဘုရားကြီးရဲ့ကျမ်းတွေကိုမလွတ်နဲ့လေဒီဆရာတော်ဘုရားကြီးတို့မာကန်တော်ဆရာတော်ဘုရားကြီးတို့မာစီဆရာတော်ဘုရားကြီးတို့ခုပြောတဲ့ညောင်လေးပင်ဆရာတော်ဘုရားကြီးတို့တပည့်ကံဆရာတော်ဘုရားကြီးတွေရဲ့သာအုပ်ကိုလွတ်ပြီးမြန်ရှင်ဘုရားတို့ကမ္မထမ်းများရွတ်တော်မှာပြသေးခြင်းအကြံဉာဏ်ပြုပါတယ်ညီကိုတွေကို အနေရကြီးလို့ဒီတော့ရှောက်ချင်တယ်ဗျအမိကိုရှိအောင်နေကြဗျဖះလွှဲရင်အမိကိုကဲမိနေနိုင်တဲ့သူမရှိဘူးဒါတော့မြတ်စွာဘုရားရှင်အမိကိုဘာလို့သွားပြုတရားတော်ကိုနှလုံးသွင်းမိတည်တယ်ဆိုဟုတ်လားအဲ့တော့အမိကိုကဲမိနေလို့မရဘူးငါတက်မလို့နဲ့ဒါကြောင့်ဒီပြောတို့ကစာတက်ဖြစ်အောင်ဘာလို့အကူအကားတွေနဲ့စာပေထောက်ထားတွေနဲ့ပြောနိုင်စွနိုင်ဖို့ကြိုးစားအယုသိခဏအောင်ကျင့်ဆိုတာကြိုးစားအထောက်ထားပါရကြောတက်စူတက်ဟုတ်လားတင်တဲ့ပြတဲ့သုံးမတက်တာအဲ့ဒါယုတ်သိခံတိုက်တာအရှင်မြတ်သုံးမပေးကြည့်ပါလား ်အဆုံးအမကောင်တို့သဘောပေါက်အောင်တာဆုံးမပေးလိုက်ရင်တပည့်တော်ရှင်များကြီးညိုလိုက်တာဗျာတပည့်တော်ဆရာကောင်းတွေ့ပါပြီဗျာနဲ့ဒီလိုမျိုးရှောက်ကြမှာပေါ့ဗျာတကယ်လဲချင့်ကပ်လာကြလိမ့်မယ်ဟုတ်လားဗျာနော်ဒါကြောင့်အယုသေးခံထိုက်အောင်ကျင့်ဆိုတာတာဝန်ကြီးကြီးအဲ့ဒီ၄ခုလုံးကတပည့်တော်တို့အကြောင်းတရား၄ပါးလို့ဆရာတော်ဖွင့်တယ်။ညောင်လေးမင်းဆရာတော်ကကြောင်းလေးကျုံကကိုးပါသောဂုဏ်တော်တွေနဲ့ပြည့်စုံတော်မူတော့တန်ခါတော်အရှင်မြတ်။အော်ဒီလိုမျိုးတပည့်တော်တို့ကအကြောင်းတရား၄ပါးရှိတယ်။အဲ့ဒါကြိုးစားအားထုတ်ရမယ့်ရည်ချင်း၄ခု။ အကျိုးတရား၅ပါးတော့ဒီအချင်းလေးခုပြည့်ထားရင်ရပိုင်ခွင့်က၅ခုဗျာအောင်းနေရပါအောင်းနေရဒကိနေရရပိုင်ခွင့်ဗျာအဲ့ဒါကြိုးစားရတယ်ဟာမဟုတ်ဘူးကြိုးစားရတယ်ဟာ၄ခုဗျာပြောတော့ကသကားပြောတဲ့အခါကမ္မထံပြတဲ့အခါစာအတိုင်းပြပါအတွေ့အကြုံတွေတောင်မပြပါနဲ့အတွေ့အကြုံနည်းနည်းလေးလုပ်ငန်းခွင်မှာကမ္မထံစစ်တဲ့အခါလုပ်ငန်းခွင်မှာဒီလိုလေးဖြစ်တတ်တယ်လို့ပြောအဲ့ဒါတော့ရှင်များတို့အပြောမတတ်တဲ့ပလီချင်းနဲ့သိနေဆိုရင်ပါးသေးကနဲ့ညှိသွားမယ် အတွေ့အကြုံပြောတာအန္တရာယ်ကြီးဆုံးပဲစာပြောတာဘာအန္တရာယ်မှမရှိဘူးဒါကြောင့်ဘာကျိုးဆရာတော်ပြေစာပြောအောင်ပါဗောတဲ့စာဆိုတာဖရားပဲလေဗျာအယိုးယိုးသားသားနဲ့တည်းအတွေ့အကြုံပြောရည်ဆိုရင်တော့မယ်ဒီလိုလိုအဲ့ဒီအတွေ့အကြုံကလိမ္မာပန်းနဲ့ဆိုတာပြောဟန်ဆောင်ပေါင်းဆောင်သဘောနဲ့ကြွားခြင်းဝါခြင်းနဲ့ပြောရင်ပါဠိကနဲ့ညှိနိုင်တယ်ဆိုရဟာသတိထားရအချက်ဖြစ်နော်အဲ့ဒါလေးတွေကတတိပေးခြင်းပါလေစကားပြောရင်ဗာနဲ့ပြောစာနဲ့ပင်နဲ့ပြောစာဖတ်ပဲနဲ့ဗာသွားပြောအပေါတော့ကရပြောပေါတော့ကရပြောရင်တော့စာဖတ်ရမလို့ ို့တော့တက်တက်တူတူပြောရင်တော့ဘာလို့အောင်စာဖတ်ရမယ်ဗျာဟုတ်လားဒါကြောင့်တို့တို့ယူသားဖို့ဖြောင်းမတ်ဖို့ဥတီကျမှန်ဖို့ယူသေးခဏအောင်ကျင့်နိုင်ဖို့ဆိုတာစာပေဖတ်မှကိုရရှင်းရှင်းစရာတော့ဗျာကြီးမကာရာလောဘအကျော်တို့ဆရာတော်ခင်ကြီးပြောတို့တပည့်တော်တို့ကမန်လေးဆရာတော်ဘုရားကြီးတို့စာသိပ်ဖတ်တာဟုတ်ဗျာစာသိပ်ဖတ်တာအခုဒီပြတော်ရှင်များတို့တိမ်ထဲမှာစာအုပ်တွေမတွေ့ဘူးလားမန်လေးဆရာတော်ကြီးဖတ်ခဲ့တာအဲ့ထက်ကိုကျမ်းနေများတယ်စာရိုက်ဗီဒီယိုကြီးနေထားတာဆရာတော်ဘုရားကြီးဖတ်ခဲ့တဲ့စာတွေမန်လေးကိုဒီပြတော်ခဏခဏရောက်တယ်ဗျာ ဒါကြောင့်စာသင်တဲ့အခါပညာသင်တဲ့အခါရှင်များတို့တရားဟောရင်လည်းနှလုံးသားနဲ့ဟောဗျာကရုဏာသေးသလားဟရယံကရုဏာနှလုံးသားနဲ့ဟောတာညစာဗျာဖះဖြစ်အောင်ကြိုးစားတဲ့ရည်ရချက်ကဘာရှိလို့ကရုဏာရှိလို့ကိမေဧကိနဒိဏိနာဘုရိဒိနာဓမ္မတတိနာသူရဲ့နှလုံးသားကြီးကဘလောက်ကြီးလဲငါတယောက်တည်းလွတ်အောင်တော့ယုံမနေဘူးမတန်ဘူးပေါ့ကျန်တဲ့ပုဂ္ဂိုလ်တွေကိုငါသာအကြီးချင်းတွေထပ်ပြီးဖြည့်လိုက်ရင် အများကြီးနဲ့နဲ့ကွာလူတွေကငါ ကောင်းကျိုးဆောင်နိုင်လိမ့်မယ်သူတို့ရအောင်ကြိုးစားတာပဲအဲ့အတွက်တူခတ်ခဲ့ချက်တည်းအများကြီးတူဖြတ်သန်းရမယ်သူသိလားမသိဘူးလားသိတယ်ညီမတွေရဲ့အဲ့လိုမျိုးပဲအကုန်သိဆိုပြီးဆရာကြီးတိတ်လို့ချင်ကြတာတကယ်သိလားဆိုတော့မေးလိုက်ရင်မသိဘူးအရှင်ပြားတို့ပြောနေတာဟုတ်တော့မြန်မာတွေရဲ့ညင်ကိုပြောနေတာညင်ကတနင်္ဂနွေလုံးဒီလိုက်ဖြစ်နေတာနော်အဲ့ဒါကြောင့်နှုတ်တရားစာသလုံးဆိုရယ်ဆရာသူပါရဂုမြောက်အောင်ပြီးတော့ကြာကြာနာနာလေ့လာသင်ယူပါဘုဒ္ဓကေသုစယံသိပ်ပံပရဟထေသုစယန္တနာလေးဗျာ စာအုပ်ထဲကစာကို့စာဆိုတပီတော့အခန်းထဲကစာတွေအကုန်လုံးတပီတော့ပိုင်မှာပေါ့ပိုင်လားမပိုင်ဘူးလားစာအုပ်ဆိုင်စာအုပ်ရိုက်တဲ့ပုံလေးတက်ကလူတွေအကုန်ပိုင်နေမှာပေါ့ကွန်ပျူတာစာစီတဲ့လူတွေရောအကွန်ပျူတာစာစီတဲ့ပုံကိုယ်တွေကိုယ်တိုင်ကစာမဖတ်တော့တချို့အဲ့လူတွေဖြစ်သွားတာနော်ဒါကြောင့်တက်ချင်အသင်ရတယ်ဗျတော်ချင်လေးချင်ဆိုတာအဲ့ဒါပြောတာတက်ချင်အသင်ရတယ်ရှင်ပြမတက်ချင်ဟိုတက်ချင်ပြီးတော့မသင်မဲနဲ့တော့ရှင်ပြတက်ချင်လို့မရဘူး ဒါကြောင့်လူတရားသင်ရတရားဘုန်းကြီးတရားသင်ရတရားဒီပညာရက်ကိုတတ်ချင်တယ်ဆိုရင်သင်ရပါတယ်ဗျာเนาะတို့တော့ဒီမှာစာရှင်ပြတို့ကစကားပြောကြရမှာလေဘုန်းကြီးရဲ့တာဝန်6ရက်မကောင်းမြစ်ထားကောင်းရာညွန်လစ်အသည့်ဟောကျူးနာဘူးထက်မှန်နတ်ထန်တင်ရာမေတ္တာလဲပြုယဟန်မူ6ခုလိုသေးကြ5ခုလုံးကဘာလို့လဲစကားပြောတာမကောင်းမြစ်ထားမကောင်းမြစ်တာမဟုတ်ဘူးเนาะ မကောင်းမြစ်တာမဟုတ်ဘူးအရာတို့ကသာအိုမူရင်းတိုင်းလိုက်မကောင်းမြစ်ထာကောင်းရာထာရာအဲ့ကြမှာကာယံကြီးမကောင်းမြစ်တာဘယ်နဲ့သွားကန်ယူတော့ကာယံယူစရာရှိသေးလားမြစ်တယ်ဆိုတာတားတယ်လို့တိပဲရပြီသားဒါကမြန်မာသားမြစ်တယ်ဆိုတာဘာလို့တားတာဗျာကံမြစ်တယ်လို့ရှင်းရှင်းပြရတော့ဗျာကြီးတွေပြောတယ်ကံမြစ်တယ်အာသုကုသကံမဖြစ်အောင်ဆုံးဝပေးတယ်ကံမြစ်တယ်န မြစ်တယ်ဆိုတာဘာဟုတ်တော့တားတာဒါကြောင့်တားလို့မရမကောင်းမြစ်ထားလို့ရတာသင်္ကစားဆရာတော်ဖျားကြီးနော်မကောင်းမြစ်ထားကောင်းရာထားရာကာယံယူတာလားအသာသမီးချင်းမိဘချင်းကိုကြည်လဲအဲ့လိုပဲမကောင်းမြစ်ထားကောင်းရာညွန်လဲအတက်တင်စီအဲ့ဒါလဲအဲ့မှာထားပဲအခုဒီမှာမကောင်းမြစ်ထားကောင်းရာညွန်လစ်လစ်ဆိုတာလစ်ဟပြရွှေအိုးကြီးကိုပြတယ်လို့ပဲဆိုတော့ကောင်းရညွန်လစ်ဆိုတာသုံးမပေးတာလစ်ဟပြတယ် ဖွင့်ပြပေါ်လွင်အောင်ထင်ရှားအောင်တိတာမြင်တာအောင်ပြောတာလစ်တယ်လို့ပြောတာမြန်မာစကားတော်တော်ကျေတယ်တော့ဗျာနော် မကောင်းမြစ်တာကောင်းရာညွန်လစ်အသည့်ဟောကျူးအသည့်ဟောကျူးဆိုတော့အရှင်များတို့တွေ့ကြုံဟောခိုင်းတယ်ဟုတ်လားမဟုတ်ဘူးတဲ့တရားကြီးတွေထက်မနေနဲ့အောင်နဲ့ပြောတာတပတ်လာလဲတာတပတ်လာလဲတာတစ်ခါလာလဲတာမလုံးနဲ့အောင်လို့ပြောတာအသည့်လေးလည်းပြောအောင်နဲ့ဟုတ်လားတရားအသည့်တွေတိတိကျကျတွေမရှိဘူးလားအသည့်ဟောကျူးနာဘူးထက်မှန်တဲ့ တကယ်လင်းတဲ့တဲ့ဟာတွေမဂ္ဂင်ရှိပါဘဏ္ဍခဟောမဂ္ဂင်ရှိပါလွတ်ဟောလို့ရတိစ္ဆာလေးပါလွတ်ဟောလို့ရဘယ်ရမှာတော့နာဘူးတဲ့တရားတွေကိုတစ်ခါနဲ့တစ်ခါသဘောပေါက်တာပို့ပို့ပြီးတော့သဘောပေါက်သွားဘူးလို့လေအဲ့ဒါကြောင့်ဒါထက်ခါထက်ခါပြောပြရနာဘူးထက်မှာနတ်ထန်တင်ရာကောင်းတဲ့ကုသိုလ်ကောင်းမှုတွေလုပ်ရင်တော့ကောင်းတဲ့သုခတိချမ်းသာတွေရောက်မှာပေါ့အဲ့ဒီအဆုံးမှာ